်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရုံမြင်သံကြားနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါရမယ်ရှမ်းပြည်နယ်မြောက်ပိုင်းတိဘောမြို့နယ်လောင်ခွန်ရွာအထိစစ်ကောင်စီတပ်တွေရောက်ရှိနေပြီလို့ဒေသခံတွေကလည်းသိရပါဗျ။လက်ရှိမှာကျင်းတီတရားနီးတိုက်ပွဲဖြစ်နေပြီးစစ်ကောင်စီတပ်တွေကလောင်ခွန်ရွာကိုရောက်နေပြီလို့ဆိုပါတယ်ဒေသခံတွေကတိုက်ပွဲနှိကလာသလိုလေချောင်းအနေရဲ့စိုးရိမ်တဲ့အတွက်ရှောင်းတိန်ကုန်ကြပြီဖြစ်ပြီးစစ်ကောင်စီတပ်တွေရောက်နေတဲ့လန်ခွန်ရွာနဲ့တီဘောမြို့ဟာ 10မိုင်လောက်တော့ကောက်ဝေးတယ်လို့ဒေသခံတွေကလည်းသိရပါဗျ။စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားတာမရှိတဲ့ကြောင်မဲမြို့နယ်လေကြီးရွာနဲ့ပစီရွာတွေကိုလည်းအော်တိုဘားလ12ရက်နေ့ညနေ9နာရီကျော်လောက်မှာ Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်နေနေထိခိုက်ခဲ့တယ်လို့ PSLF TNL သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါဗျ။စစ်ကောင်စီကတီဘောနဲ့ကြောင်မဲကိုလာမဲ့ဒီဇင်ဘာလ28ရက်နေ့မှာအထွေထွေရေကောက်ပွဲကျင်းပမဲ့မြို့စင်းနဲ့ထည့်ထားပြီးကြောင်မဲမြို့ကိုတင်ယူပြီးတဲ့နောက်တီဘောဘက်ကိုဦးတည်ကဆက်လက် ထိုးစစ်ဆင်နေတာဖြစ်ပါတယ်ခင်ဗျာအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကပြည်သူ့အစိုးရရန်ပုံငွေတဲကနေတဘာဝဘေးတွေအတွက်ထောက်ပံ့ကူညီဖို့ငွေကြက်တန်ပေါင်း6969ဒသမ83သန်းကိုတုံးဆွဲခဲ့တယ်လို့အန်ယူဂျီလူခွင့်ရေးဝန်ကြီးဌာနကအော်တိုဘာလ23ရက်အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေရှော့ချရေးနေ့မှာထုတ်ပြန်လိုက်ပါတယ် ဆ ਿਆ နာသိမ်းမှုကြောင့်အကြမ်းဖက်မှုတွေရင်ဆိုင်နေရတဲ့မြန်မာပြည်သူလူထုဟာတဘာဝဘေးတွေဖြစ်တဲ့ရေကြီးရေရှမ်းမှုဘေးမိုခါဆိုက်ကလုန်းမုန်တိုင်းယာကီတိုင်ဖုန်းမုန်တိုင်းအခုနှစ်မှာပဲအဖြတ်စွမ်းအားကြီးမားတဲ့သခိုင်းငလင်ကြီးစတဲ့တဘာဝဘေးရန်နေရာတွေကိုလည်းရင်ဆိုင်ခဲ့ကြရပါတယ်ကမ္ဘာနိုင်ငံအသီးသီးမှာတော့တဘာဝဘေးရန်နေရာတွေကိုရှော့ချနိုင်ဖို့လှုံ့ဆော်နေကြသလိုမြန်မာနိုင်ငံမှာလည်းအကြမ်းဖက်စစ်တပ်ကြောင့်ဖြစ်ပေါ်လာတဲ့လူမှုဒုက္ခအဝဝကိုရှော့ချပေးနိုင်ဖို့တော်လိုင်းရာစုအသီးသီးကကြိုးပမ်းဆောင်ရွက်နေကြပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိအနေအထားအရအဆိုအဝါဆုံးကြုံတွေ့နေရတဲ့စစ်တကြောင်ဖြစ်တဲ့ဘေးအန္တရာယ်တွေကိုရော့ပါအောင်လှုံ့ဆော်နေကြရသလိုအရသာပြည်သူတွေကိုကာကွယ်ပေးနိုင်ဖို့ပြည်သူနဲ့အတူစူးစမ်းဆောင်ရွက်နေကြရတယ်လို့ဆိုပါရခင်ဗျာ စစ်ကောင်းဆောင်ကဒီဇင်ဘာလကုန်မှာပြုလုပ်ဖို့ပြင်ဆင်နေတဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်ကြောင်းအမေရိကန်ပြည်နယ်90ရောင်မြန်မာတွေပူးပေါင်းပြီး Washington DC မှာဆန္ဒပြပွဲပြုလုပ်တော့ဖို့ပြင်ဆင်နေတာပါဒေသစံတော်ချိန်အောက်တိုဘာ17ရက်နေ့မနက်ပိုင်းကအတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ရေးလှုပ်ရှားမှုတွေပြုလုပ်ဖို့ Global Meeting ခေါ်ယူခဲ့ပြီးနိုင်ငံတကာရောက်မြန်မာတွေနဲ့ပြည်တွင်းကတွန်လိုင်းအင်အားစုတွေတက်ရောက်ခဲ့ကြပါတယ် အမေရိကန်ပြည်နယ်90ရောက်မြန်မာတွေပူပေါင်းမဲ့ Washington DC ဆန္ဒပြပွဲကို November 22ရက်နေ့မှာပြုလုပ်သွားဖို့ရည်ရွယ်ထားပြီးစစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရတွေနဲ့လင်းလယ်မှုတွေကိုနိုင်ငံတကာကပူပြီးအာရုံစိုက်လာအောင်ရည်ရွယ်တယ်လို့သိရပါတယ်။အမေရိကန်နိုင်ငံမှာ November 22ရက်နေ့ Washington DC မှာအနေနဲ့ရရက်ကနေစုံပြီးတော့လှုပ်ကြဖို့အထွက်ပေါ့နော်။ဒါကတော့ကျမတို့ဗမာပြည်သူလူထုတွေရဲ့တန်နေပေါ့အထူးသဖြင့်ပြည်တွင်းကသူတို့တွေချင်းချောက်နေတဲ့အထွက်ကြောင့်မို့လို့ပြောလို့မထွက်တဲ့ဒီအတန်တွေကိုကျမတို့တွေကနေပြီးတော့မှာ ်ကျဲလောင်လောင်အင်အားရှိရှိနဲ့ထုတ်ဖော်ပေးခြင်းဖြစ်ပါတယ်ကျမတို့အဓိကရည်ရွယ်တာကတော့အနီးကပ်ဆုံးဖြစ်တဲ့ American အစိုးရနဲ့ခေါင်းဆောင်တွေပေါ့နော်ဒါတွေတင်မဟုတ်ဘဲနဲ့အဲကျမတို့ဒီဆန္ဒပြပွဲကြီးရဲ့အင်အားကိုကမ္ဘာရဲ့ရဲ့မှာရှိနေတဲ့တခြားပေါ့နော်အာဆီယံနိုင်ငံတွေကခေါင်းဆောင်တွေ Europe တို့လို UN တို့လို့သက်ဆိုင်ရာအရေးကြီးတဲ့အဖွဲ့အစည်းတွေခေါင်းဆောင်နေရပါသူတို့အာယုံ စိုက်လာဖို့အတွက်ကိုကျမတို့ရည်ရွယ်ပါတယ်ရှင်တစ်နှစ်တခြားတေချာလေးပေါ့နော်ဆွေးနွေးတိုင်ပင်ပြီးကျမတို့လှုပ်သွားဖို့ မှုရှိပါတယ်စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုစတင်ကြောင်းဆန္ဒပြပွဲတွေနိုင်ငံတကာမှာဆက်တိုက်ရှိနေပေမဲ့ဒီထက်ပိုအားကောင်းတဲ့ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ဖို့နိုင်ငံတကာရောက်မြန်မာတွေစုစည်းနေကြတာပါ။တမ္မတ်ကြီးဦးကျော်မိုးထွန်းကိုအပီထောက်ခံကြောင်းနိုင်ငံတကာလှုပ်ရှားမှုတွေပူးပေါင်းဆောင်ရွက်ခဲ့သလိုစစ်ကောင်စီရွေးကောက်ပွဲကိုစတင်ကြောင်းလှုပ်ရှားမှုတွေလည်းနိုင်ငံတကာစာမျက်နှာတွေမှာတပြိုင်တည်းပေါ်ပေါက်လာဖို့ရှိနေတာပါ။ Washington DC မှာစုမှုကိစ္စကိုဆွေးနွေးပြစ်ပါတယ်။ မနေ့ကမီတင်ကတော့ global level လောက်တာဆိုတော့ဟိုတကဘာလုံးကလူတွေပါပါတယ်ပြည်တွင်းကလူတွေလည်းပါပါတယ်အားလုံးကမိမိတို့လှုပ်ထားတဲ့ပြင်ဆင်ထားတာတွေကိုတင်ပြကြပါတယ် တကဘာလုံးမှာရှိတဲ့ activist တွေ institution တွေ human rights defender တွေပေါ့နော်ဒီ sham election နဲ့ပတ်သက်ပြီးတော့ပြင်ဆင်ထားတာတွေကိုတင်ပြပြီးတော့ဆွေးနွေးကြပါတယ်တနိုင်ငံနဲ့တနိုင်ငံပူးပေါင်းပါဝင်ဆောင်ရွက်ပြီးတော့အညာမညာဖြစ်အောင်တိုင်ပင်ကောက်အောင် လုပ်ကြဖို့အတွက်ပြန်လည်တင်ပြကြတယ်အဓိကကတော့ပြည်တွင်းကလှုပ်ရှားမှုတွေအဓိက ပို့ပြီးတော့ကြပါတယ်မတရားအာဏာသိမ်းလိုက်တာနဲ့ပတ်သက်လို့ပြည်သူလူထုကစိတ်နာကြီးနေတယ် စစ်အာဏာရှင်အနေနဲ့ဘာပဲလုပ်လို့ပြည်သူလူထုကအယုံကြည်မရှိဘူးယွန်းရှာမုန်းတီးနေပြီဒီရွေးကောက်ပွဲကြီးကို လူတွေကလုံးဝသဘောမတူဆိုတော့အားလုံးသိတဲ့အတိုင်းပဲ မေတော်ဆာစုကြည်ကျမ်းမာပါစေရန်စုံလွမြောက်ပါစေစစ်ကောင်စီကအမေရိကန်ပြည်ထောင်စုမှာလော်ဘီကုမ္ပဏီတွေငားရမ်းပြီးအစိုးရကိုချဉ်ကပ်နိုင်မှုကြိုးစားတာအကျိုးစီးပွားရေးအမှတ်လုံးတွေနဲ့သူတို့ရဲ့တရားဝင်မှုကိုအတိမတ်ပြုလာအောင်အားထုတ်တာပဲရှိနေတာပါတော်လိုင်းအင်္ဂါနဲ့ဒီပါကြာလာချိန်မှာစစ်ကောင်စီဘက်ကနေအာဏာရှင်နိုင်ငံတချို့ပေါ်ပေါ်ထင်ထင်ရပ်တည်လာကြပေမဲ့နိုင်ငံတကာတန်တမာရေးရဆံမနာမှာတော့တော်လိုင်းအင်အားစုတွေကအသာစီးဆက်ယူထားတာ ဖြစ်ပါတယ်ကျွန်တော်တုဒ္ဒချမ်းသာပါ ရက်ရွာလုံကြုံရေးအဖွဲ့ရလာဖာလို့အတူကောက်ခေါ်တဲ့အပြာရောင်ယူနီဖောင်းဝတ်အဖွဲ့တွေဟာလိုက်ကော်မျိုးပေါ်ကလူနေရက်ွက်တချို့မှာစစ်မှုထမ်းမှုလိုက်လံစည်းရုံးနေတာတွေလုပ်နေတယ်လို့ပြည်သူစစ်အဖွဲ့တွေတဲ့ဝင်ဖို့ကိုလည်းနှိုးဆော်နေတာရှိနေတယ်လို့မြို့ခံတွေက DPP ကိုပြောပါတယ်။သူတို့ကလက်နက်ကိုက်ခွင့်မရှိဘူး။သူတို့ကမှရှိတာဆိုလို့ဒါကဒါဥုံတစ်ချောင်းနဲ့လက်ပြုံတစ်ပုံလက်ပြုံတစ်လုံးဒါပဲရှိရ။အာနာလည်းမရှိတော့ဘူးအခုဆုံးဝတ်ထားတော့။အခုလူမျိုးတင်းတုံးဆက်ပြင်မဲ့ဝဲမလားဆိုလို့ရှိရင်အခုတို့ရဲ့မျိုးနွယ်စုတွေက ဝင်လာများတယ်။ပြောမယ်ဆိုလို့ရှိရင်တို့ပြောစမှုကဟာနေပေါ့တို့မိသားစုတွေပေါ့။အဲ့ဒီဝင်ပြီဆိုလို့ရှိရင်တို့ရဲ့ပထမကတော့ဒီအီလာစတော့လာပြီးအမတင်တော့တက်ရတယ်။တင်နန်တော့တက်ရတယ်တင်နန်၆လတက်ပြီးပြီဆိုလို့ရှိရင်ပြီးသူစစ်ကဒီမျိုးပုံမှာပဲနေရတယ်။စမှုထမ်းနေခါကျတော့အချိန်တန်ထွက်ရတယ်။ ပြည်သူစစ်ဖွဲ့တွေဝင်မယ်ဆိုရင်လစဉ်ထောက်ပံ့ခြေရမှာဖြစ်ပြီးစစ်မှုထမ်းမယ်ဆိုရင်သိန်း30ပေးမယ်ဆိုပြီးလိုက်လံစည်းရုံးနေတာမျိုးပဲဖြစ်ပါတယ်စစ်ကော်မရှင်ဟာအပြာရောင်ယူနီဖောင်းဝတ်ပြည်သူစစ်အဖွဲ့ကိုစားဖွဲ့တဲ့အချိန်တုန်းကအဲဇရင်းစစ်တာနဲ့လူကြီးလမ်းကြောင်းလုံခြုံရေးတွေမှာကနအုပ်အသုံးပြုခဲ့တာဖြစ်ပြီးလက်ရှိရွေးကောက်ပွဲလုံးမဲ့လိုက်ကော်မျိုးမှာတော့မျိုးအဝင်အထွက်လုံခြုံရေးနဲ့ចောင်းနေဈေးတွေမှာအဆောင်သဘောအနေနဲ့တွေ့ရတာများတယ်လို့မျိုးကန်တွေကဆက်ရှင်းပြပါတယ်လုံခြုံရေးရမျိုးကန်ရဲ့ရှင်းပြချက်တွေကိုအတန်အစားထိုးဖတ်ထားပါတယ်တကြီးပိုင်းနေလိုက်သွားတာများတယ် အခုမျိုးပေါ်မှာကစစ်သားနဲ့သူတို့ပဲရှိတာဆိုတော့သူတို့နဲ့နှီးဆက်တဲ့ရက်ွက်ထဲလိုက်ပြီးတိုက်တွန်းနေတာနက်နက်တော်လိုနေရာမျိုးလောက်ပဲလူပြန်မနေသေးတာရိုင်းကော်မှာကတော်တော်များများရက်ွက်တွေကပုံမှန်လိုဖြစ်နေကြပါပြီ အဖွဲ့ဝင်အများစုဟာစစ်မှုထမ်းဟောင်းတွေအများဆုံးဖြစ်ပြီးအစိုးရဌာနကနေအငိမ်းစားယူထားတဲ့သူတွေနဲ့ပြန်ဖွဲ့စည်းထားတာဖြစ်ပါတယ်။နေပြည်တော်နဲ့မန္တလေးလိုမြို့ကြီးတွေမှာတော့အပြာရောင်ယူနီဖောင်းဝတ်ပြည်သူစစ်တွေဟာရက်ရွာလုံးကြုံရင်ခေါင်းစဉ်နဲ့လူငယ်တွေကိုဖမ်းဆီးတာနံပါတ်တုပ်တွေကင်ပြီးခီးသွွားလမ်းမပေါ်တွေမှာစစ်ဆေးမေးမြန်းတာတွေအတွက်စစ်ကော်မရှင်ဘက်ကအသုံးပြုနေတဲ့အဖွဲ့ပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်မော်ရစ်ပါ။အသက်တရလင်းနဲ့အရွယ်ရှိစပိန်စစ်တပ်ရင်ခန္ဓာဝင်ကစားသမား Manuel Alvarez ရဲ့မွန်းနေ့အထိမ်းအမှတ်ဖြစ်စစ်တပ်ရင်ပြိုင်ပွဲပြုလုပ်ခဲ့ပါတယ်။ မက်ဒရစ်မြို့ရဲ့ဘယ်ဒီဘာနာတိုမှာအက်ဖရက်ဆန်မွနစ်အတွက်အထူးပြိုင်ပွဲပြုလုပ်ပေးခဲ့ပြီးပြိုင်ပွဲဝင်160ကျော်ပါဝင် ရှင်ပြိုင်ခဲ့တာပါအသက်22နှစ်အရွယ်မှာစစ်တူရင်ပြိုင်ပွဲတွေဝင်ရောက်ခဲ့တဲ့အက်ဖရက်ဆာအငိမ့်စားအင်ဂျင်နီယာတယောက်ဖြစ်ပြီးနှစ်ပေါင်း80ကြာစစ်တူရင်ထိုးခဲ့သူဖြစ်ပါတယ်စစ်တူရင်ကစားနည်းအပေါ်အာယုံဆိုင်မှုနဲ့အသက်ရှင်မှုတို့ကစပိန်စစ်တူရင်အတိုင်းဝိုင်းအတွက်လေးစားစရာဖြစ်ခဲ့ပါတယ်အဲ့ဒီအထိမ်းအမှတ်ပြိုင်ပွဲမှာအက်ဖရက်ဆာ9နှစ်အရွယ်ကောင်းလေးတယောက်နဲ့စစ်တူရင်ကစားခဲ့ပါတယ် Everest အသက်80အရွယ်ကလေးကကျွန်တော်တို့သူ့အတွက်ချီချူးဂုံပြူပွဲတွေလုပ်ပေးခဲ့ပါတယ်လို့ပြောဆိုခဲ့ပါတယ်ခင်ဗျာ American သမ္မတ Donald Trump ရဲ့အမျိုးသားအဆောင်တပ်ဖွဲ့တွေခြားထားမှုကိုကိုလွန်တီစပိန်စီဆန္ဒပြမှုပြုလုပ်ခဲ့ပါတယ် Oregon ပြည်နယ်ပေါ်လန်မျိုးကန်ရာပေါင်းများစွာဟာအော်ရီဂွန်ပြည်နယ်ပေါ်လန်မှာရှိတဲ့ရာနဲ့ချီတဲ့ဒေသခံစပိန်သမားတွေဟာကိုလုံးတီးတွေနဲ့မိုးတဲပြီးအေးတဲ့ရာသီဥတုအခြေအနေမှာလူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ရုံတို့စီကို မိုင်ပေါင်းများစွာ စပိန်စီးခဲ့ကြတာပါ ပြီးခဲ့တဲ့ပတ်တွေက Trump ရဲ့ပြည်နယ်ထံပေးတဲ့ policy တွေကိုအဲ့ဒီရုံတွေမှာစာနာဖော်ထုတ်ခဲ့ပူပါတယ်ကိုလုံတီစပိန်စီးစာနာပြအဖွဲ့ရောက်ရှိလာချိန်မှာဒါဇင်နဲ့ချီတဲ့ရဲဖွဲ့တွေလုံခြုံရေးယူထားတယ်လို့လည်း writer သတင်းမှဖော်ပြပါတယ်ပေါ်လန်မှာ IC အဆောင်တွေနားမှာစာနာပြမှုတွေဖြစ်ပေါ်နေတာကို Trump ကအဲ့ဒီမျိုးမှာစစ်ပွဲအလိယာလိုမျိုးဖြစ်လာဖို့အလားအလာရှိတယ်လို့ပြောပြီးအမျိုးသားအဆောင်တပ်ဖွဲ့တွေစစ်လုခဲ့တာပါ အော်ရီဂွန်ပြည်နယ်တရားသူကြီးကတပ်ဖွဲ့တွေချထားတဲ့ထရန့်ရဲ့စူးစမ်းမှုကိုပိတ်ပင်ခဲ့ပေမဲ့အခြားတရားရုံးကအာဏာသုံးပယ်ချခဲ့ပြီးဒီတစ်ပတ်အစောပိုင်းကတက်တွေချထားဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ DVB ရမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ